မင်္ဂလာပါရှင်ခေတ္တ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့ငလင်ပြည်နိုင်ငံတော်တိုင်ပင်ခံတောင်ဆန်းစုကြည်ကိုနေရာပြောင်းရွှေ့တာနိုင်ငံတော်တိုင်ပင်ခံတောင်ဆန်းစုကြည်ကိုမူလ၆လောင်းတိုင်းနေရာကနေပြောင်းရွှေ့ထားရလို့နေပြည်တော်ရှိခိုင်မာတဲ့မြစ်တွေစီကနေသိရပါတယ်ငလင်ကြောင့်ပဲဒါပေမဲ့အခုနေရာပြောင်းနေဆိုကြတဲ့ကအသက်ပြီးတော့ကင်းနေဆိုတာအတိပြုနိုင်တဲ့သဘောပေါ့လို့တရင်မြစ်တောင်ကဆိုပါတယ် ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်ချုပ်ထောင်ကနေပြီးနေပြည်တော်ကအင်အားတကူမှအကျဲချုပ်ထားရှိခဲ့တယ်ဆိုပေမဲ့ဘယ်နေရာမှာထားရှိတယ်ဆိုတာကတော့အတိမပြုံနိုင်သေးပါဘူး။ဒါပေမဲ့စစ်ချုပ်ရုံးတွေဝန်ထမ်းအင်အားတွေဈေးတွေစတဲ့နေပြည်တော်ရဲ့အပြိုအပျက်တွေကြားမှာဒေါအောင်ဆန်းစုကြည်ဘေးကင်းရလားဆိုတာကတော့စိုးရိမ်စရာဖြစ်ပါတယ်။ငလင်ကြောင့်ဒေါအောင်ဆန်းစုကြည်ကတန်ရာရနေသလားစေကူတာမှုခံယူနေရသလားဆိုတာကိုအတိပြုဖို့အခက်ခဲနေတော့မှဖြစ်ပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတရက်ကတော့ဒေါအောင်ဆန်းစုကြည်လက်ဖြံယူကြိုးသွားရလို့ဖော်ပြနေပါတယ်။ ငလင်လောက်တဲ့ချိန်ကတောင်ဆန်းစုကြည်တရားမှတ်နေတဲ့အချိန်ဖြစ်ပြီးသူနေထိုင်တဲ့ဒုတိယတပ်ပြူကြားမှာတိုက်ခိုက်ပြီးပဲပဲလက်ဖြံယူကျိုးခဲ့လို့ဖော်ပြထားပါတယ်။ဒီတဲ့နဲ့ပတ်သက်လို့အတီးပြူချက်တစုံတရားတော့မရသေးပါဘူး။ကုလသမဂ္ဂကလည်းတောင်ဆန်းစုကြည်နဲ့ဥဝင်မြင့်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ဖို့ဧပြီလ17ရက်နေ့ကထုတ်ပြန်ချက်တောင်းဆိုခဲ့ပါတယ်။အကျဉ်းတော်ချုပ်မှာအကျဉ်းသားတွေငလင်ကြောင့်တိတ်ဆုံးခဲ့ရပေမယ့်အာဏာသိမ်းစစ်တပ်ကသတင်းတွေကိုဖုံးကွယ်အမှောင်ချထားကြောင်းပြည်သူလူထုက တောင်ဆန်းစုကြည်ရဲ့အခြေအနေကိုပြင်းပြင်းထန်ထန်စိုးရိမ်နေပါတယ်။ အာနာသိန်းစစ်တပ်ကတော့အခုချိန်ထိတော့ဆန်းစုကြည်နဲ့ပတ်သက်လို့တစုံတရာဖော်ထုတ်တာမရှိသေးပါဘူး။ဆလဘီတင်ဆက်ပေးမှာကတော့တောင်တကုံမြို့မှာရေစကန်ကိုလက်ပစ်ပုံးပြတဲ့တိုက်ခိုက်မှုရဲတပ်ဦးပြင်ထန်တရားရ။ရန်ကုန်တိုင်ကုံမြို့နယ်မြို့မှာရေစကန်ကိုလက်ပစ်သုံးပြစ်တွင်းတိုက်ခိုက်ရမှာရဲတပ်ဦးပြင်ထန်တရားရှိခဲ့ကြောင်း The Black Line ဘွဲမှတာဝန်ရှိသူတဲဟုတ်ကပြောပါရယ်။ ယနေ့ဧပြီလ10ရက်နေ့မနက်10:00နာရီကမှတောင်တကုံမြို့နယ်တောင်မြောက်လမ်းဆောင်နှီးရှိမြို့မှာရဲစခန်းကို The Black Line ဖွဲ့တော်လင်းရဲဘော်တွေကလက်ပစ်ပုံးတလုံးပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရဲတိုက်ခိုက်မှုတွင်ရဲစခန်းအတွင်းရှိရဲများရှိနေသောနေရာကိုကြာရောက်ပတ်ကွဲခဲ့ပြီးရဲတပ်ဦးပြင်းထန်တရားရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်တွေအထိကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အခုမနက်10:00နာရီလောက်မှတိုက်ခိုက်ခဲ့တာပါ။ဒဂုံမြစ်တောင်ပိုင်းတောင်မြောက်လမ်းဆောင်ကရဲစခန်းကိုတိုက်ခိုက်ခဲ့တာ ရဲခွဲနှစ်ကောင်မှတစ်ကောင်ကတော့ပြင်းထန်တရခြင်းနေလို့သိရပါတယ်။ Deblet line ဘွဲကလုံခြုံရေးချင်းနေကြောင်းမစ်ရှင်တွေကိုသတင်းထုတ်ပြန်ခဲ့ခြင်းမရှိတော့လဲရခုကအဖွဲ့အနေဖြင့်ရက်တရံခက်ခဲလာခြင်းကြောင့်သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်းစစ်ကောင်စီရဲ့တောက်တိုင်တွေကိုဆက်လက်ဖြိုဖျက်တိုက်ခိုက်သွားမည်ဖြစ်ပြီးပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားတွေရဲ့နေရာတွေကိုသွာလာခြင်းမပြုလို့ရဲ Deblet line ဘွဲမှာတာဝန်ရှိသူတောင်ကဆက်လက်ပြောဆိုထားပါတယ်ရှင်။နောက်ဆက်အပိကြအတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။